်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ BND ရဲ့အပေါင်းမှာကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ကျမဆရာမင်းလူရဲ့ဝိထုလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်။ဝိထုလေးရဲ့နာမည်ကတကော်လန်ဝိထုပဲ။မြတ်တရက်ခန့်ချင်တာကကျမတို့ရဲ့ Simple Daily Life Channel လေးကို Like and Subscribe လေးလုပ်ပေးပါဦးနော်။တကော်လန်ဝိထု မိမကအိတ်ခမ်းထဲမှာလှမ်းခေါ်တော့ကြောင့်လက်ကျန်ကော်ဖီကိုစိမ့်ဆွဲပြီးမတောက်နိုင်တော့ပဲတချိုက်ထဲမော့ချလိုက်ရသည်သူခေါ်လို့ချက်ချင်းမရောက်ရင်မိမက စိတ်ကောက်တတ်သည် ထို့ကြောင့်ခက်တွတ်တွတ်ကလေးသွားရ၏ဗော်လီချိတ်ကူချိတ်ပေးဖို့ခေါ်ခြင်းဖြစ်၏တကယ်တော့ဒီကိစ္စကအလွန်လွယ်ကူသည်မိမတွေကျွမ်းကျင်အပ်တော်အလို့မျိုးသူရတွင်မိမကအခုတလောနည်းနည်းဝလာသည်ဒါကိုဖုံးကွယ်ဖို့အတွက် ဗောလီအင်ဂျီခက်ကြက်ကြက်ဖြင့်စီးနှောင်ဖို့ကြိုးစားသည်လက်နောက်ပြန်အနေထားဖြင့်အတင်းဆွဲစီရသောကြောင့်အားမပါဘဲအခက်ခဲဖြစ်လေရှိသည်ထို့ကြောင့်သူကဝင်ကူပေးရခြင်းဖြစ်၏ဒီလိုခါတိုင်းမှာလေဦးတုံတုံဇက်ကားတဲကမင်းသမီးစကားလက်ဤချွေးကန်အင်ကြီးကိုဆင်မြန်းပေးရရှာသောအိမ်ပေါ်ကပ်ပလီမာကြီးကိုတတိယမြင်အောင်မိတတ်သည်၃လေးချိန်လောက်စူးစမ်းပြီးနောက်အောင်မြင်စွာချိတ်ဆက်သွားနိုင်သည် ကားစင်သည်ဖြင့်လာခေါ်တော်ဟုမိမကညွှန်ကြားသည်ဖြင့်ကားကိုယ်တော်စီထွက်ခဲ့သည်။ကားကအခုတလောမနေ့ပိုင်းအနှိုးရခက်တတ်သည်။ဘက်ထရီမကောင်းလို့လား၊ဒိုင်မိုမော်တာအပြစ်လား၊ပလက်တီမကောင်းလို့လား။အချိန်ရရင်ဆက်စရာစီတော့ပြရအောင်မည်။50ကျက်လောက်မှွေပြီးမှဆက်နှိုးသည်။ကားကိုအင်ရှိတကားပေါက်တဲ့တဲ့မှရက်သည်။မိမကဟွန်တီပြီးခေါ်တာကိုမကြိုက်။ထို့ကြောင့်အင်ဂျင်နှွေးအောင်ဆက်မတက်ပဲထားခဲ့ပြီးမိမကိုသွားခေါ်ရသည်။ ကားပေါ်ရောက်ပြီးကမှဟောရွှေဆိုင်ကပေါချမိချန်ခဲ့ပြီမောင်မဲပြေးယူလိုက်ပါဦးမှန်တင်ကုံအန်ဆွဲထဲမှာရှိတယ်ဟုဆိုတဲ့ဖြင့်အိတ်ခမ်းနဲ့တစ်ခေါက်ပြေးရပြန်သည်ကားပေါ်ပြန်ရောက်တော့မိမကဒက်ရှ်ဘုတ်ကိုပွက်ကြည့်နေတာတွေ့ရ၏ဖုန်နေပေးနေပါလားပြီးတော့အရောင်ကလည်းမွဲချောက်ချောက်ဖြစ်နေပြီလေသာပေါ်လစ်နဲ့တိုက်လိုက်ပါဦးသူကောင်းကြီးပြလိုက်သည်ရွှေဆိုင်ကိုအရင်မောင်းခိုက်သည်အပ်ထားသော အထည်ကိုရွေးသည်ငွေ၈၀၀၀ခွဲထပ်ပေးရမည် မိမက တထောင်တန်အုပ်ကိုပတ်စံအိတ်ကထုတ်၍သူ့လက်ထဲထည့်ပြီး မောင်မဲရေးပြီးပေးလိုက်ပါဟုဆိုသည်ဖြင့်ငွေတွေကိုရေးတွက်ပြီးပေးလိုက်သည်။ကြံငွေကိုမိမလက်ထဲပြန်ထည့်လိုက်သည်။ကားပြင်မှုရှိတယ်ဆိုယူထောင်ပြီးမှရှင်းမယ်ဟုမိမကပြောသည်။ရွှေဆိုင်ကပြီးတော့ဘူချုပ်စည်းကိုမောင်းပို့ရသည်။ကားထဲတွင်ပင်ဆောင်းခဲ့ပြီးနေခဲ့ခြင်းတော်လဲပစ္စည်းဝယ်စရာတွေရှိတယ်တယောက်ထဲမတည်နိုင်ဘူးဆိုသည်ဖြင့်လိုက်သွားရသည်။အချုပ်ဆိုင်ဝင်ပြီးအင်ကြီးရွေးသည်။ အထယ်ဆိုင်ဝင်ပြီးအသင့်ချုပ်ပြီးသားအင်ဂျီလေးဝယ်သည်။စားအစတစကိုအယောင်ကြိုက်လို့ဆိုပြီးဝယ်သည်။အချုပ်ဆိုင်တစ်ခေါက်သွားပြီးအင်ဂျီထပ်အပ်ပြန်သည်။ဆိုင်နေအောင်မှတ်ထားအောင်တော့မောင်မဲလာရွေးရမှာဟုတတိပေးသည်။ထို့နောက် စတိုးဆိုင်လေးရှောင်းဝင်သည်။တဆိုင်မှာရေမှွေးဝယ်သည်။နောက်တဆိုင်မှာခေါင်းလျှော်ရည်နှင့်သပင်ပေါင်းတင်စည်းဝယ်သည်ညနာတန့်စင်စည်းကတော့လိုချင်သောအမျိုးအစားမရသဖြင့်နောက်တဆိုင်ကြမှဝယ်သည် ဖနှက်ဆိုင်ဝင်သေးတော့လေစိတ်ကြိုက်မတွေ့သဖြင့်မဝယ်ပြေတငယ်ချင်းတယောက်အိမ်လိုက်ပို့ရသည်တငယ်ချင်းကိုခေါ်ပြီးအလှပြင်ဆိုင်သွားသည်တနိုင်လောက်အကြာမှာပြန်ထွက်လာသည်စပင်နေနေတိလာတယ်ဟုဆိုသည်သူ့အမြင်မှာတော့ဘာမှမထူးခြားဟုထင်သည်တငယ်ချင်းကိုအေးအေးတိုက်ချင်သေးတယ်ဆိုသဖြင့်ရွှေပစွန်သို့မောင်းပို့ရသည်အေးအေးဆိုင်ကပြန်အထွက်မှလမ်းကြောင်းတစ်ခုပေါ်လာပြန်သည် အစီကြဘိုက်ချက်စီတဲ့ဆက်အစ်တရောက်နေတဲ့ဟူတငယ်ချင်းကတည်င်းပေးသဖြင့်မိမအီခီးစဉ်ပထမပိုင်းပြီးသည်မောင်ဘာကိစ္စသွားเสียရှိသေးလဲဟူမေးသဖြင့်ကောင်းဝက်လျှော့သွားဖို့စိတ်ကူးထားကြောင်းပြောသည်ကောင်းသားပဲသွားလိုက်လေညနေ9နာရီလာကြုံနော်ဖီဖီတို့ရင်သွားရအောင်ဝက်လျှော့သွားရင်လည်းစေးဆိုင်ဝင်လိုက်ပါဖီဖီအတွက်စူပရာတင်ဒပလင်မမေအတွက်ကမောမောင်းတထောင်သွေးစည်းဝယ်ခဲ့အော်တလက်စားတဲ့ငွေဆောင်မှရိုက်လာတဲ့ဓာတ်ပုံတွေမှာဝင်ရွေးလိုက်အောင် သူခေါင်းညိတ်ပြီးကားထွက်မယ်အလုံးမနေုံနေုံအချိန်ရရင်ဂျဲဆန်ဖုန်းကိစ္စလည်းဝင်ပြီးစုံစမ်းခဲ့နော်မိမမတော်ကိစ္စတွေလုပ်ပြီးနောက်ကားဝါရှော့စီသူမောင်းလာခဲ့ရင်ဒီနေ့ဓာတ်စီထည့်ရဖြစ်ကြောင်းသတိရသည် စီဇန်ရောက်တော့ကန်အားလျော်စွာကားရှင်းနေတာတွေ့ရသည်စီပြည့်ဝင်တန်းကတစ်ဖက်ချမ်းကကားတစ်စင်းကိုဖြည့်ပေးနေတော့စီဘိုးငွေသွင်းထားလိုက်သည်။ကားမောင်းရတာအတော်ပင်ပန်းသွားပြီ။ဝက်ရှော့မသွားခင်လက်ဖက်ရည်တစ်ခက် ဝင်တော့ရကောင်းမလားစဉ်းစားနေစဉ်အကိုစီတိုင်ကြီးအဖုံးဖွင့်ပေးအောင်လေဟုစီဖြည့်ဝင်တန်းလေးကတတိပေးသည်သူကဓာစီတိုင်ကြီးတဲမထက်နဲ့ဟောရီတဲသာလောင်းထဲလိုက်ပါတော့ကွာဟုပြောပြီးပါးစားဟပေးလိုက်လေအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးလိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် 那在美勒的眼睛美水有面未必我们也看马来西亚接受的马来西亚